ြန်မာမှာဆူနာမီဖြစ်နိုင်လားကဲမိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျပြီးခဲ့တဲ့မတ်လ9ရက်နေ့တုန်းကမနက်ခင်းအစောပိုင်း၄နာရီ35အချိန်ကနေစပြီးတော့ မော်လပိုင်း12နာရီ6မိနစ်အထိကိုအချိန်နှီးချားပြီးတော့ငလင်က6ခါအထိကောင်မှစတိုက်လောက်ခဲ့တယ်ဆိုပြီးတော့လေသတင်းဖော်ပြမှုတွေကသိရတယ်ပေါ့နော်ဒီမှာမက်ကနီကျူရီအနေနဲ့ကတော့5.1ကနေပြီးတော့12နာရီထိုးမော်လပိုင်းမှာလောက်တဲ့ငလင်ဟာဆိုလို့ရှိရင်တော့5.7ပြင်အားရှိခဲ့တယ်ဆိုပြီးတော့သိရတာပါဒါကြောင့်မို့လို့ပဲကျွန်တော်ရန်ကုန်မအူပင်ညောင်တုံးနဲ့ဟုံမလင်အေယာဝတီတိုင်းဒေသကြီးဘက်တွေမှာပါ ဒီငလင်ကြောင့်မို့လို့ပေါ့နော်အထိခိုက်ပျက်စီးမှုတွေလည်းရှိခဲ့တယ်အသေးစားထိခိုက်ပျက်စီးမှုတွေလို့တော့သိရတယ်ဗျအဲ့တော့ဒီလိုမျိုးမတ်လ9ရက်နေ့မနက်စောပိုင်းကနေစပြီးတော့ဇက်တိုက်လုပ်ခဲ့တဲ့ငလင်နဲ့ပတ်သက်ပြီးတော့အခုအချိန်မှာမြန်မာပြည်သူတွေအနေနဲ့အတော်လေးကိုစိတ်ဝင်စားနေကြသလိုနောက်ဆက်တွဲအနေနဲ့ဆူနာမီဖြစ်လာနိုင်သလားဆိုတဲ့အခြေအနေတွေပေါ်မူတည်ပြီးတော့လည်းတုံ့သက်မှုတွေကများစွာရှိနေပါတယ် အာဒီမကြီးရပိုင်ဆိုလို့ရှိရင်မတ်လ3ရက်နေ့10နာရီကျော်ဝင်းကျင်မှာလည်းအာ4.5မဂနီကျူရှိတဲ့ငလင်ကလည်းလောက်ခဲ့ပါသေးတယ်ဗျဒါတွေကြောင့်မလို့ပဲပေါ့နော်အခုချိန်မှာဆိုလို့ရှိရင်တော့ online social media ထပ်ပေါ်မှာမြန်မာနိုင်ငံအနေနဲ့ tsunami တန်ကိုခံရတော့မှလားအခုလိုမျိုးစက်တိုက်လုပ်တဲ့ငလင်တွေကြောင့်မလို့ဘလူတွေတတိထားတဲ့လဲဆိုတဲ့အကြောင်းတွေကလည်းတော်တော်လေးကိုများလာပါတယ်အဲ့တော့ဒီဗီဒီယိုမှာကျွန်တော်မိတ်ဆွေတို့အတွက်မြန်မာနိုင်ငံမှာဆူနာမီဖြစ်နိုင်ခြေရှိသလားအာပြီးတော့အရင်ကရောဆူနာမီ မြန်မာနိုင်ငံမှာဖြစ်ခဲ့ဘူးသလားပြီးတော့ငလင်ကဘာကြောင့်မို့လို့လောက်ရတာလဲအဓိကအနေနဲ့ဆူနာမီဖြစ်ရတဲ့အကြောင်းချင်းရာတွေကိုကျွန်တော်လေ့လာထားမိသလောက်ကိုပြောပြတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ဗျဒီတော့အများကြီးပြောမနေတော့ဘဲနဲ့ဗီဒီယိုလေးကိုအခုပဲဆက်လိုက်အောင်ပါအဲ့တော့ပထမဦးစွာအနေနဲ့ငလင်တွေကတမနက်ထဲတရက်ထဲမှာဇက်တိုက်ဆိုလို၅ချိန်ကနေပြီးတော့၆ချိန်လို့လို့ရှိရင်ဆူနာမီဖြစ်နိုင်မလားဆိုတဲ့အကြောင်းနဲ့ဆက်လိုက်အောင်ပါ ဒီမှာမနက်ခင်းပိုင်းမှာပဲ၅ကြိမ်ကနေပြီးတော့၆ကြိမ်အထိထိလောက်တယ်ဆိုလို့ရှိရင်ဆူနာမီဖြစ်ဖို့အလားအလာတွေရှိရဲဆိုပြီးတော့လေဒေလာသူတွေကသုံးသပ်ထားပါတယ်ဒါပေမဲ့ဒီလိုမျိုးဖြစ်နိုင်ခြေရှိတဲ့အချက်တွေကလည်းရှိလို့နေပါတယ်ဗျဒီချက်တွေကဘာလဲဆိုလို့ရှိရင်တော့ ပညာရှင်တွေရဲ့ပြောဆိုမှုတွေမှာဆိုလို့ရှိရင်တော့မနက်ခင်းမှာငလင်က9ကြိမ်ကနေပြီးတော့6ကြိမ်အထိထိလောက်ခတ်ခြင်းက after shot ဆိုပြီးတော့လည်းခေါ်ဆိုပါတယ်။အဲအခုလိုမျိုး after shot တွေပြီးနောက်မှာ tsunami ဖြစ်နိုင်ရင်မဖြစ်နိုင်ရင်ဆိုတာကမလင်လောက်ခတ်ခဲ့တဲ့ data တွေရဲ့ geographical location တွေအရာလဲစမ်းစစ်ဖို့လိုကြောင်းလည်းသိရပါတယ်ဗျ။အဲ့တော့အရေးကြီးတဲ့ချက်တွေကိုကျွန်တော်တို့ကြည့်လိုက်ရအောင်ပါပထမချက်အနေနဲ့ဆိုလို့ရှိရင်တော့ငလေလောက်ခဲ့တာကသမုတ်တရာအောက်မှာဖြစ်ခဲ့တာလား ဒါမျိုးတွေလည်းဆန်းစစ်ဖို့လိုပြီးတော့ခုလိုမျိုးငလင်ဇက်တိုက်လောက်ခဲ့ခဲ့တာကနိုင်ငံတနိုင်ငံတည်းမှာလားဒါမှမဟုတ်ကျွန်တော်တို့ဟိုဥပမာပြောရမယ်ဆိုလို့ရှိရင်တမုတ်တရားဝဲချင်းတဝိုက်မှာတခြားနိုင်ငံတွေကိုပါတက်ရောက်မှုရှိအောင်လှောက်ခတ်ခဲ့တာလားပေါ့နော်ဒီချက်တွေကိုလည်းကြည့်ရပါမယ်တကယ်လို့ကျွန်တော်တို့နိုင်ငံတစ်ခုတည်းမှာလှောက်ခတ်ခဲ့တာဆိုလို့ရှိရင်တော့ဒီလိုမျိုးဇက်တိုက်ငလင်လှောက်ခတ်မှုကဆူနာမီဖြစ်နိုင်ခြင်းမရှိဘူးဆိုပြီးတော့လည်းသိရပါတယ်ဗျာ နမနှစ်ချက်နေနေကတော့မကနီကျူပေါ့နော်ငလင်ပြင်းအားတွေဒီပြင်းအားတွေကိုစမ်းစစ်မယ်ဆိုလို့ရှိရင်တော့ဆူနာမီဖြစ်နိုင်ခြင်းအများဆုံးငလင်ပြင်းအားတွေက7.0အထက်မှာရှိရမယ်ဆိုပြီးတော့သိရပါတယ်ဗျဥပမာအနေနဲ့5.0ကနေပြီးတော့7.5 ठी ကိုမှ after shock တွေရှိသွားတဲ့ငလင်တခုဆိုလို့ရှိရင်တော့ဆူနာမီဖြစ်နိုင်ခြင်းက50 50ဖြစ်ပြီးတော့ဖြစ်နိုင်ခြင်းဘက်မှာပို့ပြီးတော့အားနေတယ်ဆိုပြီးတော့သိရတာပါဗျ နံပါတ်3ချက်အနေနဲ့ကတော့ကျွန်တော်တို့ငလင်ကဘယ်လောက်ထိနက်နက်လှုပ်သွားတာလဲပေါ့နော်အာဒီမှာကြည့်ရမယ်ဆိုလို့ရှိရင်တော့ shallow အကွေ့ဆိုရဲကျွန်တော်တို့ငလင်အနေနဲ့မြေအောင်အနှက်အနည်းငယ်မှာပဲလှုပ်သွားတာလားဒါမှမဟုတ်မြေအောင်အနှက်30ကီလိုမီတာကနေပြီးတော့50ကီလိုမီတာမှာသူ့ရဲ့ displacement ကဘယ်လိုမျိုးလဲ horizontal လားဒါမှမဟုတ် vertical လားပေါ့နော်ဒီမှာ vertical displacement ဆိုလို့ရှိရင်တော့အာ tsunami ဖြစ်နိုင်ခြေရှိရယ်ပေါ့နော် ဲ့တော့30ကီလိုမီတာကနေပြီးတော့50ကီလိုမီတာမှာ vertical displacement သာလောက်ခတ်ခဲ့မယ်ဆိုလို့ရှိရင်တော့ tsunami ဖြစ်နိုင်မှုအတွက်အလားအလာရှိတယ်ဆိုပြီးတော့လည်းသုံးသပ်ထားတယ်ပေါ့နော် ဲ့တော့ vertical display mount ဆိုတာကဗျာငလင်ကအထက်အောက်လှုပ်တယ်ပေါ့နော်ကျွန်တော်တို့ horizontal display mount ဆိုလို့ရှိရင်တော့ဘေးတိုက်ပေါ့နော်ဘယ်ညာရိမ့်ထိုးပြီးတော့လှုပ်တာမျိုးပေါ့နော်အခုကျွန်တော်ပြောနေတဲ့ vertical display mount ကတော့အထက်အောက်ကိုတိတိတတ်တာကိုလှုပ်တဲ့ငလင်မျိုးက tsunami ဖြစ်နိုင်တာပါဗျာအဲ့တော့နံပါတ်၄အချက်အနေနဲ့ကတော့ကျွန်တော်တို့ after shot တွေကဘလို့အခြေအနေတွေရှိတယ်လဲဆိုတာကိုသေချာသုံးသပ်ရမယ်ပေါ့နော်ဒီမှာပညာရှင်တွေရဲ့ပြောဆိုမှုတွေက after shot တွေက main shot ထက်ကြီးလာ ဒါမှမဟုတ်ဥပမာပြောရမယ်ဆိုလို့ရှိရင်အာ main shot က6.5ရှိမယ်ပြီးတော့ after shot တွေက7.0ပြီးတော့8 point ပြီးတော့9 point plus ဖြစ်သွားမယ်ဆိုလို့ရှိရင်တော့ tsunami ဖြစ်ဖို့အလားအလာ တော်တော်လေးကိုရှိတယ်တတိထားမယ်အခြေအနေပေါ့နော်တကယ်လို့သာ main shot ကကြီးမနေ အာ main shot ကိုကကျွန်တော်တို့5.4.5 magnitude လောက်ရှိမယ်ပြီးတော့မှတဖြည်းဖြည်းနဲ့ after shot တွေကကြီးွားတာမျိုးတွေလည်းရှိမယ်ကျွန်တော်တို့9ရက်နေ့ကဖြစ်စဉ်လိုမျိုးငယ်သွားလိုက်အာကြီးသွားလိုက်အဲ့လိုမျိုး magnitude မျိုးဆိုလို့ရှင်တော့ tsunami ဖြစ်ဖို့အလားလာနည်းတယ်ဆိုပြီးတော့သိရတာပါဗျဒါပေမဲ့ဒီမှာကျွန်တော်အချက်တစ်ခုသွားတွေ့တာကတမနက်ထဲမှာ9ချိန်ကနေပြီးတော့6ချိန်အထိငလင်ကလှုပ်မယ်အခုလိုမျိုး after shot တွေဇက်တိုက်လှုပ်တဲ့ငလင်တစ်ခုမှာ main shot မူလစစချင်းလောက်ခတ်တဲ့ငလင်က7.0 magnitude plus attack ဆိုလို့ရှိရင်တော့ tsunami တတိထားရမယ်ဆိုပြီးတော့သိရတာပါဗျ။အဲ့တော့ထပ်ပြီးတော့ကျွန်တော်ရှိမှပြောသွားခဲ့သလိုပဲပေါ့နော်ဒီလိုမျိုး after shock ငလင်တွေစက်တိုက်လောက်တယ်ဆိုတဲ့ဖြစ်စဉ်မှာ tsunami ဖြစ်နိုင်ဤမဖြစ်နိုင်ဤဆိုတာက နောက်ထပ်စက်တိုက်လောက်တဲ့ငလင်တွေကအာပို့ပြီးတော့ မဂနီတူတွေကြီးလာသလားအဓိကအနေနဲ့ပင်လယ်ရေမျက်နှာပြင်အောက်မှာလှုပ်နေပြီလားဒါတွေကိုလည်းကြည့်ရပါမယ်အဓိကအနေနဲ့ကတော့ပင်လယ်ရေမျက်နှာပြင်အောက်50ကီလိုမီတာမှာ particle display map နဲ့ကျွန်တော်ရှိကပြောသွားလို့အထက်အောက်အဲ့လိုမျိုးလှုပ်ခတ်နေပြီဆိုလို့ရှိရင်တော့ tsunami ဖြစ်နိုင်ခြေရှိပါတယ်ဗျအဲ့တော့တစ်ဆက်တည်းမှာပဲဘယ်ချိန်မှာ tsunami တွေဖြစ်နိုင်လာသေးလဲပေါ့နော် ဥပမာအနေနဲ့ငလင်းတွေစက်တိုက်လှုပ်ခတ်ပြီးလို့ဆူနာမီဖြစ်လာနိုင်ခြေတွေကပေါ့နော်နိုင်ပိုင်းအတွင်းမှာဖြစ်လာနိုင်တယ်။နောက်ထပ်တစ်မျိုးကကြတော့ကျွန်တော်တို့ငလင်းတွေစက်တိုက်လှုပ်မယ်ပြီးတော့ဆူနာမီလည်းဒီဒေတာတစ်ခုမှဖြစ်သွားပြီလို့ပဲဆိုကြပါစို့နော်။အဲအဲ့လိုဖြစ်သွားပြီဆိုလို့ရှိရင်အခုလိုမျိုးဆူနာမီဖြစ်သွားပြီးညတကောင်းရဲ့အချိန်မှလည်းဆူနာမီလိုင်းကနောက်ထပ်တစ်ဖန်ပြန်ပြီးတော့လှုပ်ခတ်နိုင်ကြောင်းကိုလည်းသိရှိရတာပါဗျ။ အဲ့တော့နောက်ထပ်တစ်ချက်အနေနဲ့ကတော့ကျွန်တော်တို့က after show တွေကိုလည်းတုံးသက်ပြီးသွားပြီးအာ tsunami ဖြစ်တော့မယ်ဆိုတဲ့လက္ခဏာတွေကသဘာဝကနေပြီးတော့ပြပါရတယ်ပေါ့နော်ဒီပြတဲ့လက္ခဏာတွေသင်္ကေတတွေကဘာတွေလဲဆိုလို့ရှိရင်တော့ပင်လယ်ရေတွေကမြင်မြန်ပြန်ကျမယ်ပြီးတော့အော်ရုပ်ကြီးဆိုလို့တက်လာမယ်ဒါမှမဟုတ်ကျွန်တော်တို့ပင်လယ်တွေကနေပြီးတော့သဘာဝရဲ့အော်ဒန်ဝေါ်ဝေါ်ဆိုပြီးတော့အော်ဒန်တွေထွက်ပေါ်လာမယ်ဆိုလို့ရှိရင်တော့ဒါက tsunami တတိပေးတဲ့သဘာဝကတတိပေးတဲ့သင်္ကေတအချက်တွေလိုပဲမှတ်ယူထားမှာပါဗျာ အဲ့တော့အခုချိန်မှာ online social media ထက်မှာလူတွေအပြောအများဆုံးကငလင်ကဘာကြောင့်လှုပ်တာလဲပေါ့နော်တချို့လူတွေလည်းမသိကြဘူးပေါ့အာဒါကိုလည်းကျွန်တော်ထည့်သွင်းပြောပြပေးပါမယ်မလင်လှုပ်တယ်ဆိုတာကကျွန်တော်တို့အာထထောင်းနေ play လို့ခေါ်တဲ့မြေစီလွှာအပြားတွေအာနားလည်လွယ်အောင်ပြောရမယ်ဆိုလို့ရှိရင်တော့မြေစီလွှာတွေပုတ်တိုက်ခြင်းနဲ့ရွေချားလှုပ်ခတ်မှုတွေကနေတဆင့်ဖြစ်ပေါ်လာတဲ့အရာလို့ပဲပြောရမှာပါဗျာ အခုလိုမျိုးငလင်လောက်ခတ်မှုမှာ sedation နဲ့ collision လို့ခေါ်တဲ့ကျွန်တော်တို့မူလတည်ရှိနေတဲ့မျိုးစီလွာနဲ့ရွေရှားပြီးတော့လောက်ခတ်နေတဲ့အာမျိုးစီလွာအပြားတွေကအချင်းချင်းတိုက်ခတ်မိကြတယ်ပုတ်တိုက်မိကြရင်းနဲ့အာငလင်တွေဖြစ်ပေါ်လာတယ်ဒီကနေပဲတဆင့်မကနီကျုအမျိုးမျိုးနဲ့ငလင်တွေကဖြစ်ပေါ်လာရတယ်လို့ပဲဆိုရမှာပါဗျာ အဲ့တော့အာရှင်းရှင်းပြောရရင်မယ်ဆိုတော့ငလင်လောက်ခတ်ချင်းမှာကကျွန်တော်ငယ်တုန်းကသင်ခဲ့တယ်လို့ပဲမိတောင်ပောက်ကွဲခြင်းတို့ပြီးတော့မေဇူလာယူရှားလာခြင်းလို့လူဖန်နီးတဲ့အရာတွေကြောင့်လည်းဖြစ်ပါတယ်လူဖန်နီးတာဘာတွေလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့တဘာဝတငွေထုတ်လုံမှုတွေနဲ့တာတမန်အစ်စ်အကြီးတွေကိုတိဆောက်မှုတွေကြောင့်လို့လည်းငလင်တွေကဖြစ်ပေါ်လာနိုင်တယ်ဆိုပြီးတော့လည်းသိရပါတယ်ဗျ ဲ့တော့ငလင်ကဘာကြောင့်လှုပ်လဲဆိုတာကိုတည်ပြီးသွားတဲ့အခြေအနေတစ်ပြိုင်နက်မှာငလင်ကနေပြီးတော့ဆူနာမီဘယ်လိုဖြစ်တာလဲဆိုတဲ့အကြောင်းကိုလည်းဆက်လိုက်ရအောင်ပါအဲ့တော့အကြံပေးအနေနဲ့ဆိုလို့ရှိရင်တော့ငလင်ကနေပြီးတော့ဆူနာမီဖြစ်လာရတဲ့အကြောင်းရင်းတွေကမီးတောင်ပေါက်ကွဲမှုတွေပင်လယ်ရေမြန်းနှံပြင်အောက်မှာရှိတဲ့မီးကောင်းတွေပေါက်ကွဲမယ်ပြီးတော့မြေနုလျှောတွေပြိုကျမှုတွေနဲ့မိုးကြီးတဲထံမှုတွေကြောင့်မို့လို့လည်းဖြစ်နိုင်တယ်ဆိုပြီးတော့လည်းအကြံပေး မှတ်ထားလို့ရပါတယ်။အဲ့တော့အဓိကအသေးစိတ်ချက်တွေအနေနဲ့ဆူနာမီဖြစ်ပေါ်လာတဲ့အချက်တွေကဘယ်လိုတွေရှိမလဲဆိုရင်တော့နံပါတ်1အနေနဲ့ particle displacement ဆိုတဲ့အထက်အောက်ပင်လယ်ရေမျက်နှာပြင်အောက်မှာ7.0 plus magnitude နဲ့ငလင်တွေလောက်ခတ်လာပြီဆိုလို့ရှိရင်ဆူနာမီလိုင်းကြီးတွေဖြစ်ပေါ်လာနိုင်တယ်။ နမနေ့ချက်နေနေကတော့သမုတ်တီယာအောက်ကမီးတောင်ကြီးတွေပောက်ကွဲခြင်းကြောင့်မို့လို့လဲဆူနာမီလိုင်းကြီးတွေဖြစ်ပေါ်လာနိုင်တယ်။ဒီချက်နဲ့ကျွန်တော်ဥပမာပေးပြီးပြောပြရမယ်ဆိုလို့ရှိရင်တော့2022ခုနှစ်တုန်းကတူရကီနိုင်ငံရဲ့တွန်ဂါဟာကာဟာပိုင်ဆိုတဲ့မီးတောင်ပောက်ကွဲမှုကနေတဆင့်ဆူနာမီဖြစ်ပေါ်လာတယ်ပေါ့နော်။ နံပါတ်3ချက်နေတဲ့ကတော့မြင်းနှူးရှော့တွေပြိုကျတယ်ပေါ့နော်မြင်းနှူးရှော့တွေကဘာကြောင့်ပြိုကျတာလဲလို့ပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘိုးကြီးတဲထံမှုတွေကြောင့်လို့တောင်းနေပြီးတော့တခြားသောမီးတောင်တွေကနေပြီးတော့နုံးမြေရှော့တွေကပြိုကျလာမယ်သမုဒ္ဒရာတွေကိုပေါ့နော်အဲကနေပြီးတော့လည်းတဆင့်ကျွန်တော်တို့ဆူနာမီလိုင်းတွေကိုဖြစ်ပေါ်စေနိုင်တယ်ဆူနာမီကိုဖြစ်ပေါ်စေနိုင်တယ်ပေါ့နော်နံပါတ်၄အနေနဲ့ကတော့ကျွန်တော်တို့အာကာတာကရဲကနေပြီးတော့ဥက္ကခဲပြန့်ကြီးတွေကကျွန်တော်တို့သမုဒ္ဒရာတွေကို ပြုတ်ကြလာမယ်ဒါမှမဟုတ်အာကာသတွေကနေပြီးတော့ဒုံးကြီးတို့ဒုံးပြန်တို့စတဲ့လက်နက်တွေနဲ့ပြစ်ခတ်ချင်းနေကြောင်းမလို့လဲဆူနာမီတွေဖြစ်ပေါ်လာနိုင်တယ်ဆိုပြီးတော့လဲမှတ်ထားလို့ရပါတယ်ဗျအဲ့တော့ဆက်ပြီးတော့မပြောခင်မှာဂျာဖြတ်အနေနဲ့မိတ်ဆွေတို့ကကျွန်တော်ရဲ့ဗီဒီယိုကိုခုချိန်ထိကြည့်ပြီးတော့မိတ်ဆွေတို့လည်းကြည့်ရှုတာကြိုင်းတက်တယ်ဆိုရင်တော့ subscribe လုပ်ပြီးတော့ကျွန်တော်ကို support ပေးသွားနိုင်ပါတယ်ဗျဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြည့်ရှုတဲ့သူတွေကကျွန်တော်ကို subscribe မလုပ်ဘဲနဲ့အာ like ပေးပြီးတော့ပဲထွက်ထွက်သွားကြတာများပါတယ်ဒါကြောင့်မို့လို့ကျွန်တော်ကို support ပေးခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးတော့ ီဒီယိုလေးကိုလည်း like နှိပ်ခဲ့ပေးဖို့အတွက်တောင်းဆိုပါရစေခင်ဗျ။ဒါဆိုဆက်သွားရအောင်ပါเนาะအဲ့တော့ tsunami နဲ့ပတ်သက်ပြီးတော့အဓိကဥပမာတွေကလည်းရှိလို့နေပါတယ်ပေါ့เนาะဒါကပါလဲဆိုလို့ရှိရင်တော့2004ခုနှစ်တုန်းကအိန္ဒိယသမုဒ္ဒရာမှာဖြစ်ခဲ့တဲ့အာ tsunami ဟာဆိုလို့ရှိရင်ကျွန်တော်တို့အာရှနိုင်ငံတွေဖြစ်တဲ့ထိုင်းတို့အင်ဒိုနီးရှားပြီးတော့ကျွန်တော်တို့အိန္ဒိယဒါအပြင်တိတိလင်္ကာနဲ့မြန်မာနိုင်ငံတွေမှာလည်းထိခိုက်မှုတွေရှိခဲ့တယ်ဆိုပြီးတော့သိရပါတယ်ဗျဒါအပြင်ပေါ့နော်2012ခုနှစ်မှာဆိုလို့ရှိရင်လေဂျပန်နိုင်ငံကဖူကူရှိမားဒက်စတာမှာလေဆူနာမီဖြစ်ပွားခဲ့သေးပါတယ်ဗျ။ 1960ခုနှစ်မှာလဲချီလီမှာဆူနာမီဖြစ်ပွားခဲ့ပြီးတော့ဒီတန်ကိုတော့ဂျပန်ဖိလစ်ပင်း စတဲ့ data တွေကအဓိကခံခဲ့ရပါတယ်ပေါ့နော်ဒီတော့အာကျွန်တော်ရဲ့ main topic ဖြစ်တဲ့မြန်မာနိုင်ငံမှာ tsunami ဖြစ်နိုင်ခြေရှိလားဆိုတဲ့အချက်ကိုရောက်ပါပြီအဲအဲ့တော့ကျွန်တော်အရှိမ tsunami နဲ့ပတ်သက်ပြီးတော့အာလူးဖုတ်ခဲ့ပါတယ်ပေါ့နော်အာလူးဖုတ်ရတာကလည်းမိတ်ဆွေတို့ tsunami နဲ့ပတ်သက်ပြီးတော့တိတိချာချာသိစေခြင်းလိုပဲဖြစ်ပါတယ်ဒီချက်ကတော့ main topic ဖြစ်တဲ့ tsunami ဖြစ်နိုင်ခြေကမြန်မာနိုင်ငံမှာရှိလားဆိုတာကိုပြောရအောင်ပါအာမြန်မာနိုင်ငံမှာက tsunami ဖြစ်နိုင်ခြေကလုံးဝဝန်းနေတယ်ဆိုပြီးတော့လည်းပညာရှင်တွေကသုံးသပ်ထားပါတယ်ပေါ့နော်ဒါပေမဲ့လည်းပေါ့နော်မဖြစ်နိုင်ဘူးလုံးလုံးကြီး ဖြစ်နိုင်ဘူးလို့တော့မဆိုလိုဘူးပေါ့နော်။အဓိကအနေနဲ့မြန်မာနိုင်ငံရဲ့ပထဝီဝင်တည်နေရာ geographical location တွေကြောင်းမို့လို့လဲပညာရှင်တွေကအခုလိုမျိုးဖြစ်နိုင်ကြတအားနေတယ်ဆိုပြီးတော့သုံးသပ်ထားတာပါ။ဒီတော့ဘာကြောင့်မဖြစ်နိုင်တာလဲဆိုတဲ့အချက်တွေကိုကျွန်တော်ကြည့်လိုက်အောင်ပါ။ အဓိကအနေနဲ့ကမြန်မာနိုင်ငံကအိန္ဒိယ Ocean Tsunami Zone မှာတည်ရှိနေပေမဲ့လည်း Tsunami ဖြစ်နိုင်ခြေတက်ရောက်အားတွေကနှဲပါတယ်မြန်မာနိုင်ငံရဲ့အနောက်ဘက်မှာ Adamantan Sea လို့ခေါ်တဲ့ကပ်လီပင်လယ်ကြီးကတည်ရှိပါတယ်ပေါ့နော်ဒါပေမဲ့လို့သမုတ်တရာမရှိဘဲနဲ့ပင်လယ်ပင်ငယ်တစ်ခုဖြစ်လို့ Tsunami လှိုင်းတွေကဖြတ်မသွားနိုင်တဲ့အဓိကအချက်ရယ်တကယ်လို့ဒီနေရာမှာ Tsunami သာဖြစ်လာမယ်ဆိုလို့ရှိရင်လည်းပေါ့နော်ဒီ Tsunami လှိုင်းတွေကိုကပ်လီပင်လယ်ပင်နဲ့ အာနီကိုပါအိုင်လန်တို့ကနေပြီးတော့မြန်မာနိုင်ငံအတွက်တားဆီးပေးနိုင်တဲ့ဒီချက်တွေလည်းရှိတယ်ပေါ့နော်အာနောက်ထပ်တစ်ချက်အနေနဲ့ကတော့မြန်မာနိုင်ငံရဲ့အနောက်မြောက်ဘက်မှာဆက်တန်းရှင်းစုံတွေရှိပါတယ်ပေါ့နော်ဒီဆက်တန်းရှင်းစုံတွေကတော့အာဆူနာမီအထိကဖြစ်တဲ့စုံတွေလို့ပြောလို့ရတယ်ဒီစုံတွေမှာအိန္ဒိယ plate နဲ့ Burma plate ဆိုတဲ့မြေဆွေတော်တို့ပုတ်တိုက်မှုတွေကတအားနေတယ်ဒီမှာဟိုမဂနီကျူတွေ အတီးတီးနဲ့ငလင်ဖြစ်လာခဲ့မယ်ဆိုလို့ရှိရင်တော့မှ9.0 magnitude အထက်ငလင်တွေကဖြစ်နိုင်ခြေတော်တော်ကိုနည်းတယ်ဒါကြောင့်မို့လို့လဲမြန်မာနိုင်ငံမှာဆူနာမီတက်ရောက်နိုင်ခြေကတအားနည်းတယ်ဆိုပြီးတော့ပညာရှင်တွေကလေ့လာသုံးသပ်ထားတာလည်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရှင်းမပြောခဲ့တဲ့ suggestion ဆုံဆိုတာက အဆူနာမီအထူးကဖြစ်တဲ့နေရာလို့ပြောလို့ရတယ်ဒီမှာကျွန်တော်ရှိဟိုရှင်းမှာပြောခဲ့တဲ့ tectonic plate ဆိုတဲ့မြေကြီးလွှာတွေရွေရှားခြင်းနဲ့ပိုတိုက်မှုတွေကြောင့်မလို့ဖြစ်ပေါ်လာတဲ့ငလင်တွေပြီးတော့ဆူနာမီလိုင်းတွေဒီအရာတွေရဲ့စတင်ဖြစ်ပွားရာမြူလာရင်းမြစ်ဇုံကို subduction ဇုံလို့ခေါ်တာပါဗျအဲ့တော့မြန်မာနိုင်ငံမှာကဆူနာမီဖြစ်ဖို့ chance တွေနေပါတယ်ဒီတော့ကမြန်မာနိုင်ငံမှာကတကယ်ပဲဆူနာမီကမဖြစ်ခဲ့ဘူးလားဗောနော်တမိုင်းတစ်လျှောက်လုံးမှာအာဖြစ်တော့ဖြစ်ခဲ့ပါတယ်ဗျဒါပေမဲ့လည်းမြန်မာနိုင်ငံ တီးတန့်တနိုင်ငံနဲ့ကွက်ပြီးတော့ဖြစ်ခဲ့တာတော့မဟုတ်ပါဘူးဒီမှာ2004ခုနှစ်အိန္ဒိယအိုရှင်ဆူနာမီမှာဆိုလို့ရှိရင်မက္ကနီကျူ9.1နဲ့လောက်ခတ်ခဲ့တာဖြစ်ပြီးတော့ဒီဆူနာမီတန်းကိုကျွန်တော်တို့မြန်မာအပြင်ကိုအင်ဒိုထိုင်းပြီးတော့အင်ဒိုနီးရှားအိန္ဒိယသီရိလင်္ကာစတဲ့နိုင်ငံတွေအကုန်လုံးကခံခဲ့ရတယ်လို့လည်းသိရပါတယ်ဗျဒီဗီဒီယိုကြည့်နေတဲ့အထက်မှာလူကြီးတွေပါခဲ့မယ်ဆိုလို့ရှိရင်တော့2004ခုနှစ်မှာဆူနာမီတန်းကိုမြန်မာနိုင်ငံအချို့နေရာတွေကခံခဲ့ရတယ်ဆိုတာကိုသိကောင်းသိပါလိမ့်မယ်ဗျ။ အဲ့တော့ဒီ2004ခုနှစ်ရဲ့ဆူနာမီမှာမြန်မာနိုင်ငံရဲ့အချို့နေရာတွေကခငဲရပါတယ်။ဘယ်နေရာတွေလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ရခိုင်ပင်လယ်ကွေးတနင်္သာရီတိုင်းဒေသကြီးနဲ့ပြီးတော့ငွေဆောင်စားတဲ့အရက်ဒေသတွေမှာဒီဆူနာမီတန်းကိုခံခဲ့ရပြီးတော့ပျက်စီးမှုတွေလည်းများစွာရှိခဲ့တယ်။အသေးပြောက်ဆင်းရဲတွေအနေနဲ့ဆိုလို့ရှိရင်တော့ 26ဦးထိကိုတေဆုံးမှုတွေရှိခဲ့တယ်ဆိုပြီးတော့လည်းသိရပါတယ်ဗျ။အဲပြီးတော့အဲဒီဒေတာတွေမှာဆူနာမီလိုင်းထန်တဲ့အကြောင်းပေါ်ရေကြီးရေနှင်းမြုပ်မှုတွေလည်းဖြစ်ခဲ့ပြီးတော့ရွာတွေအချို့ကလည်းပျက်စီးမှုတွေများစွာရှိခဲ့ပါတယ်။ဒီမှာကျွန်တော်တို့ထူးခြားတဲ့အနေနဲ့ကမြန်မာနိုင်ငံအနေနဲ့ဒီ2004ခုနှစ်ရဲ့ဆူနာမီကိုခံခဲ့ရပင်မဲ့လေပေါ့နော်။ဒီအချိန်မှာမြန်မာနိုင်ငံနဲ့ထပ်တူညီမျှခံခဲ့ရတဲ့အိန္ဒိယနဲ့ထိုင်းနိုင်ငံစားတဲ့နိုင်ငံတွေကမြန်မာနိုင်ငံထက်ကိုပို့ပြီးတော့ဒီတန်ကိုခံခဲ့ရတယ်ဆိုပြီးတော့လေမှတ်တမ်းတွေကဖော်ပြမှုတွေကရှိပါတယ်ဗျ။ ဒီတော့အခုလိုမျိုးပေါ့နော်9.1 magnitude tsunami လိုင်းတန်ကိုခံခဲ့ရတဲ့အချိန်မှာတော့မှပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့တက်ရောက်မှုအားကနည်းနည်းပဲတက်ရောက်ခဲ့တယ်လို့ပဲပြောရမှာပါ။ ဲ့တော့တင်းတဲ့တင်းနေမှာသုံးသက်ကျင်ညာတဲ့ခမန်းချက်တွေနဲ့ဆူနာမီအကြောင်းတွေကိုကျင်ညာနေတယ်ဆိုတာကကျွန်တော်တို့မြန်မာသမုတ်တရားတစ်ချောင်းမှာဆူနာမီ warning system တွေကိုတိဆောက်တက်ဆင်ပြီးသွားပြီလည်းဖြစ်ပါတယ်။ဒါကြောင့်မို့လို့ပဲပေါ့နော်တကယ်လို့သာကျွန်တော်တို့အခုလိုမျိုးအခြေအနေတွေကနေပြီးတော့ဆူနာမီတွေကတကယ်ဖြစ်လာခဲ့မယ်ဆိုလို့ရှိရင်တော့ system တွေကနေတဆင်ပေါ့နော်ဆူနာမီမှဖြစ်ခင်ကျွန်တော်တို့ရဲ့နေရာတွေကိုမရောက်ရှိလာခင်နှစ်ရက်ကနေပြီးတော့၃ရက်အတွင်းမှာသိရှိနိုင်ပြီးတော့ ဒီလိုမျိုးအခြေအနေတွေမှာကျွန်တော်ပြင်ဆင်စရာရှိတာတွေပြင်ဆင်လို့ရမယ်ပြီးတော့ထွက်ပြေးသင့်ရင်လည်းထွက်ပြေးလို့ရတဲ့အခြေအနေတွေရှိတယ်ပေါ့နော်ဒါတွေကလည်းတည်ထားရမယ့်အချက်တွေမှာပါပါတယ်ပေါ့နော်ဒါပေမဲ့လည်းပေါ့နော်ကျွန်တော်တို့၂၀၀၄ဖြစ်စင်မဟုတ်ပဲနဲ့ငလင်တန်တွေအပိုင်းတွေကိုကျွန်တော်မြန်မာနိုင်ငံရဲ့အခြေအနေတွေကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်၂012ခုနှစ်တုန်းကမုံရွာငလင်ကိုတစ်ချက်ပြန်ကြည့်ရမှာပါအဲမုံရွာငလင်မှာဆိုလို့ရှိရင်တော့ပေါ့နော်သူအနေနဲ့မတ်လ9ရက်နေ့တုန်းကလိုမျိုးပဲငလင်ကအာဇက်တိုက် after short တွေအနေနဲ့လောက်ခဲ့တယ်ဒါပေမဲ့ အဲ့လိုမျိုးလှုပ်ခဲ့ပြီးတော့2ရက်3ရက်အကြာမှာပဲပေါ့နော်။အရှိမပြောခဲ့တဲ့သဘာဝကနေပြီးတော့အော်တတိပေးတဲ့ wall ဆိုတဲ့ order တွေထွက်လာတယ်။အဲ့ဒီလိုမျိုး order တွေထွက်ပေါ်လာခဲ့ပြီးတဲ့နောက်ပိုင်းမှာပဲ second ပိုင်းတွင်ဘယ်ညာရိမ့်ထိုးပြီးတော့ငလင်တွေလှုပ်တယ်။ပြီးတော့အော်နောက်ထပ်နိုင်ပိုင်းမိနစ်ပိုင်းအကြာမှာပေါ့နော်။ကျွန်တော်တို့အော် vertical displacement လို့ခေါ်တဲ့အထက်အောက်ပေါ့နော်။အဲ့လိုမျိုးငလင်က မကနီကျု7.8နဲ့လှုပ်ခတ်ခဲ့တယ်လို့လည်းသိရပါတယ်။ဒါကြောင့်မို့လို့2012ခုနှစ်တုန်းကမုံရငလင်မှာပျက်စီးဆုံးရှုံးမှုတွေတော်တော်များများရှိခဲ့တယ်ဆိုပြီးတော့လည်းမှတ်တမ်းတွေရတည်နိုင်ပါတယ်ပေါ့နော်။အဲတော့ကျွန်တော်နောက်ချက်ပြောလာတဲ့အခြေအနေတွေကိုသုံးသပ်ပြီးတော့အချင်းချုပ်ခံမှန်းရမယ်ဆိုလို့ရှိရင်2004ခုနှစ်တုန်းကလိုမျိုးပဲကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့ဆူနာမီလိုင်းတန်ကိုခံရမယ်ဆိုလို့ရှိရင်မကနီကျု7.8 8.8 plus ပေါ့နော်အဲ့ဒီ magnitude အထက်မှာဆိုလို့ရှိရင်ကျွန်တော်မြန်မာနိုင်ငံရဲ့ကမ်းရိုးတန်းဒေသတွေအနေနဲ့ရေကြီးရေလျှံမှုတွေဖြစ်ပွားနိုင်တယ်ပေါ့နော်အဓိကအနေနဲ့သင်္သာရီတို့ရခိုင်တို့အဲစတဲ့ကမ်းရိုးတန်းပင်လယ်ဒေသကကြီးပါရည်နဲ့အထူးသတိထားတဲ့ပြောချင်တာတစ်ခုကတော့ဗျမိုးလေဝသအခြေအနေတွေနဲ့ပတ်သက်ပြီးတော့ဘယ်သူမှလည်းဘယ်ရမှာဖြစ်မယ်ဘယ်လိုမျိုးဖြစ်မလဲဆိုတာကိုအတိအကျမပြောနိုင်ဘူး အာအဓိကအနေနဲ့ကတော့တုံးသက်သူတွေအနေနဲ့အခုလိုမျိုးအခြေအနေတွေတိုင်းထွာချက်တွေအရာပဲခံမှန်းပေးနိုင်ပါလိမ့်မယ်အဲ့တော့အဓိကအနေနဲ့မိမိတို့အနေနဲ့မိုးလေဝသအတိတတိရှိကြမယ် သတင်းတွေကိုစစ်စစ်မပြတ်နားဆွင့်နေမယ်ပြင်ဆင်စရာရှိတာကိုလည်းပြင်ဆင်ထားဖို့အထူးလိုအပ်ပါတယ်ဒါတွေကတော့ကျွန်တော်တို့ပြည်သူတွေအဓိကအနေနဲ့လှုပ်ဆောင်ထားတဲ့လှုပ်ဆောင်ထားနိုင်တဲ့အရာတွေလို့ပဲပြောရင်းနဲ့အခုကျွန်တော်တောက်လျှောက်ပြောလာခဲ့တဲ့အရာတွေကကျွန်တော်လေးလာထားတဲ့လောက်ကိုကျွန်တော်မိတ်ဆွေတို့အတွက်ပြန်ပြီးတော့တင်ဆက်မျှဝေပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့မပြည့်စုံမှုတွေရှိသွားခဲ့ရင်လည်းတောင်းပန်ပါတယ်ဒီဗီဒီယိုလေးကိုတင်ဆက်ပေးရတဲ့အဓိကရည်ချက်ကတော့ကျွန်တော်မိတ်ဆွေတို့ကိုအလင်းနဲ့ပတ်သက်ပြီးတော့အသေးစိတ်မဟုတ်ရင်တော့မှအကြံပြင်းကျွန်တော် ော့ပြောသလောက်လေးပေါ့သိစေချင်တယ်ပေါ့နော်ငလင်နဲ့ပတ်သက်ပြီးတော့ဘူးသားတွေရှိစေချင်တဲ့အတွက်ကြောင့်မလို့တင်ဆက်ပေးလိုက်ရခြင်းပဲဖြစ်ပါတယ်ဖေးစတိုတဲ့ကျွန်တော်ဆန်းအောင်ပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးကိုခုချိန်ထိကြည့်ပြီးတော့အကျိုးရှိခဲ့ရတယ်ဆိုလို့ရှိရင်တော့ like လေးလုပ်ပေးခဲ့နိုင်ပြီးတော့နောက်ထပ်ဗီဒီယိုတွေကိုကျွန်တော်တင်နိုင်မှမိတ်ဆွေတို့ရှိရောက်ရှိနေအောင်လို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးတော့လဲ support ပေးသွားနိုင်ပါတယ်ဒါဆိုလို့ရှိရင်နောက်ထပ်ဗီဒီယိုမှာနောက်ထပ်အကြောင်းအရာတစ်ခုနဲ့အတူကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြရအောင်ပါ